ေလုံးနေပါလဲရှင်ဒီမှာတော့မနေ့နေ့မနေ့ပြောမလားနေ့လည်းပြောမလားမသိဘူးเนาะဆယ်နိုင်ရှိပါပြီလို့ပိုင်လုံးနေကြပါလေရှင်ဒီနေ့ပေါ့เนาะပြောခြင်းတဲ့အကြောင်းအရာလေးရပါတော့လူတွေကကျမတို့လူတွေက ခါလေးကြလို့ရှိရင်ပေါ့နော်ဒီအမားတွေပေါ့နော်လုတ်ခဲ့ကြတာပေါ့ဒီအမားတွေမှာလုတ်ခဲ့တဲ့နောက်ပိုင်းရလက်ကပါလဲပေါ့နော်အဲ့ဒါလေးကိုအတိကထားပြီးတော့ပြောပြချင်တာပေါ့နော်အဲ့ဒါလေးတွေအတိကပြောချင်တယ်လို့ဒီမှာမနေ့လဲ10နိုင်ရှိပါပြီလို့ဒီနေ့ကတော့ဒီမှာသုံးဆန်းတိုင်းအေးလာပါပြီဆွေနိုင်ငံမှာတော့အေးအေးဆလာပြီ တဖြည်းဖြည်းနဲ့ဟိုပြောရမယ်ဆိုရင်တော့စောင်းတွေဝင်ပြီပေါ့နော်နေ့တည်းလဲကုန်တော့မယ်နေ့တည်းလဲကုန်တော့မယ်နေ့တည်းလဲကုန်တော့မလို့အချိန်นี่လဲเนาะတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးတော့ကျမတို့တွေလဲတရက်တရက်ဘယ်လိုခုံလဲအေးလိုက်စားလိုက်လို့တော့လိုက်အေးလိုက်စားလိုက်လို့တော့လိုက်နေပြင်မတ်တွေနေနေပေါ့နော် လူဘဝကြီးဖြတ်တန်းနေကြတယ်เนาะအားလုံးပေါ့လူဘဝကြီးဖြတ်တန်းနေကြတယ်အားလုံးကလေတချို့တွေကတည်ရတချို့တွေကထင်တာပေါ့နော်ဟာသူ့ကြည့်လိုက်လို့ရှိရင်အပူပင်မရှိတယ်လို့ပဲသူ့ကြည့်သူကအပူတယ်လည်းမတူဘူးလို့ထင်နေတင်ကြလိမ့်မယ်လူတိုင်းမှာဒုက္ခတွေခက်ခဲတွေအများကြီးရှိရသေးတာမတူညီတဲ့ဒုက္ခခက်ခဲတွေပဲเนาะဖြစ်လိမ့်မယ်လူတွေတို့အကြောအပူကိုဟန်ဆောင်ထားတကြတာပေါ့နော်တချို့ကကိုယ့်ရဲ့အပူကိုဟန်ဆောင်ထားတကြတယ် အချို့ကြတော့လေကိုယ့်ရဲ့အပူကိုဟိုရင်ဖွင့်စရာမရှိတဲ့ခါကြတော့ဟုတ်တယ်မလားပြောရမှာလဲရှက်တာတွေရှိမယ်တချို့တွေကြတော့လေကိုယ့်ကိုလုတ်ခဲ့အမှားအတွက်နောင်တာတွေရပြီးတော့ခါလေးကြကျွန်မစဉ်းစားတာပေါ့နော်အဲ့ဒီပါစဉ်းစားလဲဆိုတော့တချို့တွေဆိုလို့ရှိရင်အခုကွာတိုက်ပေါ်ကနေခုကိုကိုကိုတက်တည်သွားလို့ပြောမယ်ကွာကိုကိုကိုတက်တည်သွားတယ်လို့အများအားဖြစ်လာလေအဲ့ဒီကျွန်မထင်တာပေါ့နော်သူတို့တွေထွက်ပေါက်မရှိလို့ဖြစ်နေမယ်တိလား တို့ထပ်ပေါက်မရှိလို့ပဲဖြစ်နေမယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေအတက်နိုင်ဆုံးပေါ့နော်။သူတို့ဘဝကိုသူတို့ဟိုရုံးထွက်ချင်ကြတကူကူကူကဟိုတချို့တွေဆိုလို့တမီးစားတမီးစားမှတက်တရာတော်တော်လေးစိတ်ဆင်းရဲဖို့ကောင်းတယ်နော်။ပြောချင်တာဘာလဲဆိုတော့တချို့ကျတော့ဘဝမှာအခက်အခဲတွေရှိလာမယ်ကွာ။အဲ့ခက်ခဲတွေကိုသူတို့မရင်ဆိုင်နိုင်တဲ့တနေ့မှာသူတို့ကိုကိုကိုအဆုံးစီရင်သွားလို့ရှိတယ်။တချို့ကလည်း ဟိုတမိစာရေးလာအဲတချို့ကျတော့လဲငွေကြီးခက်ခဲလာမိသားစုပြဿနာလာကိုတော့မသိပေါ့เนาะဒါပေမဲ့တော်တော်များများကအဲ့လိုပေါ့เนาะဒီဘလို့ခုံးလဲအရင်စိတ်တွေထိခိုက်လာပြီးတော့သူတို့မှာသူတို့စိတ်တွေထိခိုက်နေပြီးသူတို့မလုံနိုင်မကင်နိုင်တဲ့အခါမှာထပ်ပေါ့မရှိတဲ့အခါမှာကိုကိုကိုအဆုံးစင်သွားကြတယ်ဒါကဒီကွာလေဘလို့ခေါမလဲတကဘာလုံးမှာအဲ့လိုမျိုးလေးသလားစိတ်ဆင်းရဲစရာတော့တရက်တရက်လေးဖက်လိုက်ရတဲ့တည်င်းတွေမှာအဲ့တည်င်းတွေကိုဖက်နေနေတဲ့ ကျွန်တော်တို့လည်းတင်းနေမှာပဲနေပြီးတော့စစ်စင်းရဲမှုတွေကြုံတွေ့နေရတယ်ဒီလိုပဲကျွန်မကိုယ်တိုင်လည်းဒီလိုပဲကျွန်မကိုယ်တိုင်လည်းအခက်အခဲတွေရှိတယ်တက်တနာလေးတွေရှိတယ်တချို့ຢာတွေမှာနောင်တတရားတွေရှိတယ်တချို့ຢာတွေမှာကျတော့လည်းတောင်းဝေကရတာပေါ့နော်ငါဘာလုပ်လိုက်ပြီလေချင်းအဲ့လိုမျိုးအတွေးတွေဝင်တဲ့ခါကျလို့ရှိရင်အဲ့အတွေးတွေကိုဖျက်ဖို့အတွက်ကတော်တော်လေးခက်ခဲတယ် ဲ့အခုဆိုလို့ရှိရင်ကွာမြန်မာနိုင်ငံအရေးနဲ့ပြောမှာဆိုမြန်မာနိုင်ငံမှာအခုပေါ့နော်ဒီပေါ့ဒီအာနာသိမ်းမိကြတဲ့အတချို့တွေဆိုလို့ရှိရင်တော့ဟိုစစ်ကောင်စပေါ့လို့ခေါ်အာနာရှင်ကိုတော်လာမယ်ဆိုထွက်လာကြတယ်နော်တော်တော်များစီရီယံဝင်လိုက်ကြတဲ့လူတွေရှိမယ်တော်တော်တယောင်တွေတချို့ကြောင်လည်းဒီအဲ့လိုပေါ့ထွက်သွားလာကြတာပေါ့နော်ဒါမဲ့ အဲ့ဒီလူတွေမှလည်းတချို့တွေနောင်တရရလိမ့်မယ်ဘာလို့များငါတို့လှုပ်လှမ်းမိပါတယ်နော်တချို့တွေဆိုလို့ရှိရင်တော်ထဲမှာပဲဘဝတွေဆုံးသွားတာရှိတယ်တချို့တွေဆိုလို့တော်ထဲမှာပဲအသက်တွေပေးလိုက်ရတာရှိတယ်အများကြီးပဲပေါ့နော်အဲ့ဒီအဲ့ဒီမှာလည်းဟိုလက်တုံးချောင်းထောင်ပြီးတော့ဟိုဆယ်ဒီတချို့ဆယ်လေးတချို့နိုင်ငံခြားနေပြီးတော့အာကျွန်တော်တယောက်တည်းမလေးမနိုင်မချင်းတိုက်မယ်ဆိုတော့ဟိုဟိုလူတွေကလည်းရှိသေးတယ်တချို့ကြတော့လေနော်ဟိုတကယ် ထိုင်နေတာအကောင့်ထမှအကျိုးဆိုတဲ့အတိုင်းပဲဟိုကိုပါကိုကိုအေးဆေးနေနေရတာနဲ့ဟိုမှာစီရီယံဝင်လိုက်တော့ကလန်ပင်းနာမှာနော်ကျောင်းဆရာမတွေအင်ဂျင်နီယာတွေဆိုလို့ရှိရင်လမ်းပြီးတော့မိုးရင်းကရောက်နေတဲ့သူနဲ့ပလုံကောက်တူဖြစ်သွားကြအများကြီးပဲသူတို့ရောနောက်တမရဘူးထင်လားသူတို့ရောငါလှုပ်ခဲ့မိတဲ့အတွက်ငါလှုပ်လိုက်တာမှားသွားပြီလားဆိုတဲ့အတွေ့သူတို့မှလည်းရှိချင်းရှိလိမ့်မယ်ဒါလူတိုင်းမှာပေါ့နော်ရှိမှာပေါ့ဒီအတူကြီးတွေပေါ့ငါဘာလှုပ်လိုက်တာပါလဲပေါ့နော်ဟို တည်ရမယ်လေတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကြီးကခေတ်အဆက်ဆက်နှစ်ပေါင်းမနေဘူးဒီအာနာရှင်ကအုပ်ဆိုးနေတာပဲလေနော်နှစ်ပေါင်းလည်းမနေတော့အုပ်ဆုံးနေရရဒီအာနာရှင်တော်လာမယ်ဆိုပြီးတော့ဒီဆယ်လီတွေကလည်းအာအကုန်လုံးမှတ်မိကြအောင်ဗော2000ဆိုတော့ညမှာအကုန်ကတော့တက်တက်ကြွကြွနဲ့လူလာလည်းအမှုပညာရှင်တို့ချစ်တာကိုဆယ်လီတို့ချစ်တော့သူတို့ပြောသမျှကိုယုံပြီးတော့တင်မလားဟာလုံးလိုက်ကြတာတွေတဝောဝောနဲ့အခုကျမှဖြစ်သွားလဲ တချို့ဆိုရင်တော်ထဲမှာအသက်တွေပျောက်သွားပြီတချို့ဆိုလို့ရှိရင်တကယ်ပညာတတ်တယ်နော်ပညာတတ်တယ်စအကုန်လုံးကဘာဖြစ်သွားကုန်လဲဆိုတော့ဘလို့ကုန်လဲအခက်ခဲအများကြီးကြုံတွေ့ရမယ်သူတို့ရောတောင်းရကရလာရချင်ရမှာပဲသူတို့လည်းရချင်ရမှာပဲနော်သူတို့လည်းခံစားမှာပဲအော်ဘလို့လဲနေချင်းဆိုတဲ့အတွေ့အကြုံပေါ့နော်ဖြစ်ဖြစ်ကုန်ဖြစ်သွားပါလိမ့်မယ်ကျမတို့တွေကအမြဲတမ်း ကျွန်မတို့လည်းတို့တစ်ခုလို့လို့ရှိမစင်စားမစင်ကျင်ခဲ့ကြဘူးเนาะကိုဖြစ်ကျင်တဲ့ဆန္ဒတစ်ခုကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်မတို့လုပ်လိုက်ကြတယ်ဒါပေမဲ့အဲ့ရနောက်ဆက်တွဲမှာရလိုက်တဲ့အကျိုးဂျေဇူးကတချို့ຢာတွေကအယဉ်ရင်ထားတယ်တကယ်တော့ငါတို့ငါတို့ပေးစလိုက်ရတာအများတချို့ရှိမှာပဲနေเนาะတချို့လူငယ်တွေဆိုရင်ကျွန်မကတိတိလောက်ဆိုတချို့လူငယ်တွေဆိုလို့ရှိရင် ခြေလက်တွေပြတ်သွားတာရှိရနော်တချို့တွေအများကြီးပဲနော်တချို့အများကြီးပါတချို့မိန်းကလေးတွေဆိုလို့ရှိရင်လည်းဟိုဘောလို့ပြက်မျက်နှာပြက်စီးသွားတာလေကျွန်မတွေ့သိခဲ့တာလေသူတို့နေရာမှာအဲ့လိုပဲကျွန်မကြည့်တဲ့ခါမှာလူငယ်ပညာတက်လေးတွေဘဝတွေဆုံးရှုံးသွားလိုက်ကြတာအများကြီးပဲသူတို့တွေရောရှင်နေချိန်မှာတောင်းဝေကရမလားနောင်တရမလားပြန်စဉ်းစားကိုကျွန်မပြန်စဉ်းစားတာပေါ့ကျမတို့တွေကခက်ကြလို့ရှိရင်အခုလိုလို့ရှိရင်မစင်စားမစင်ကျင်တဲ့ရလက်တွေက မစင်ကြမစင်စမစင်ခြင်းလို့ရလိုက်တဲ့ရလက်တွေကစိတ်စိတ်ပူရတယ်စိတ်ညစ်ရတယ်နော်စိတ်ဆင်းရဲစရာတွေတွေ့လာရတယ်အခုဆိုလို့ရှိရင်ကျမသတင်းတွေဖတ်လို့ရှိရင်ပို့တော့ဆေးဆိုးရသေးရနော်โอ้หลุมหยอกเนมีมาหนีပြီးတော့ဟိုနိုင်ငံခြားมาหนีပြီးတော့ဟာလေတွေကหนีပြီးတော့တော်လာနေတဲ့အမှုပညာရှင်တွေလေတွေကနေပဲတော်လာနေတဲ့အမတ်တွေတခိုးလူလေးနေ အရာတွေမာတဲ့သခိုးသခိုးတွေကလည်းသခိုးအချင်းချင်းဖုံးပေးကြတယ်သခိုးတွေကလည်းသခိုးချင်းချင်းကောက်ွဲပေးကြတယ်အမှုပညာရှင်တွေကလည်းသူတို့အမှုပညာအရှင်ချင်းအမှားဘက်ကရက်တီလည်းကောက်ွဲပေးကြတယ်အဲ့အရာတွေကိုကြည့်တဲ့အခါကျတော့တကယ်အမှန်တရားနေရနေဖြူဟိုစိတ်လက်မစိမ်းกว่าနေလက်မနေပဲနဲ့အဖြူတသက်ကရက်တဲ့သူတွေကမချိမခံတာဖြစ်တယ်ဟုတ်တယ်ဟုတ်အဖြူတသက်နော်ဖြူတသက်တမားတယ် ကျမအဖြစ်သက်ပဲကျမမစိမ်းဘူးကျမမနေဘူးကျမအဖြစ်သက်ပဲဟိုခံရတာပြည်သူလူထုတွေနော်ပြည်သူလူတော့မှဟိုအကုန်လုံးမဟုတ်ဘူးပြည်သူတော့မှတကယ်တချို့တွေကြတော့ဘယ်လိုခေါ်မလဲပါလဲငွေကိုငွေနဲ့ထပ်ရင်ချမ်းသာသွားတဲ့လူတွေကြပြောစရာမလိုပါနဲ့တကယ်လက်လုံးလက်စားသမားတွေအတွက်ကြတော့အရန်ခက်ခဲတယ်ယခုခုခေတ်ကလာပြီမှာပေါ့နော်စာဝင်တွေခက်ခဲမယ်ဟို အကုန်လုံးပုံတော့အခုကျွန်မကြားတာပဲဟိုလမ်းမဆက်တွေရဆက်သွားလာတာစင်ပြေဟိုညသွားလဲပါတယ်စမတ်ကတ်လာပါတာပြရဆုံးသိဘူးကျွန်မတော့မသိဘူးကိုလေးညီမနိုင်ငံမှာမနေတော့မသိဘူးပေါ့နော်ပြောချင်တာဘာလဲဆိုတော့ကျွန်မတို့တွေကဒီအကုန်လုံးကလုတ်လိုက်ကြတဲ့အရာတစ်ခုကနောက်ပတချို့ကြလဲနောင်နာမရပါဘူးငါတို့နောင်နာရစရာမရှိပါဘူးငါတို့ရှေ့ဆက်တိုးနေရပဲဘာလို့နောင်နာရမရဘူးပေါ့နော်မှန်မှာအဲ့လိုလိုမျိုးတော့လေးစားတယ်တချို့ကြတော့လဲ လောင်လိုက်ရနေမှာပဲเนาะတချို့အသက်ကြီးတဲ့သူတွေဟိုစီရီယံဝင်သွားတဲ့သူတွေဆိုလို့ရှင်ပိုတော့ဆိုအသက်ကြီးပင်စင်ရလည်းမရှိเนาะဟိုတာမီကျော်နောက်ကျော်ထောက်နောက်ခံမရှိရင်သူတို့ကစာဝင်နေရည်ရန်ခက်ခဲဖြစ်မှာပဲအမပြန်စင်းစားတနာမိတာပေါ့နော်အဲ့လူတွေရခက်ခဲတယ်။အော်သူတို့တွေဘလို့များရုံးကန်နေကြလဲသူတို့တွေဘလို့များပေါ့နော်လုံးနေကြလဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအမင်းနဲ့အလုပ်တစ်ခုလုပ်တယ်ဆိုရင်မှားသွားပြီဆိုလို့အေးအမပြန်ပြင်လို့မရဘူး အဲ့အမားရဲ့ရလက်ကနောင်တတရားပဲအဲ့အမားရဲ့ရလက်ကနောင်တတရားနဲ့ပြုတ်ပြင်းလို့လည်းမရတော့ဘူးအဲ့အမားကြီးကသွားပြီနော်အခုဆိုလို့ရှိရင်တချို့ကလေးတွေမို့လူငယ်လေးတွေအသက်တွေပေးလိုက်တာရှိတယ်တချို့ကျအသက်မပေးလိုက်ရပဲတချို့ကျတော့ကိုယ်လက်အင်ကချွေရင်းသွားတယ်အများရှိတယ်လူဘော့တက်တာတက်တာလုံးသူတို့ဘာမှလုပ်လို့မရတချို့တချို့ကတချို့မျိုးချစ်စရာတကယ်ရှိတာပေါ့နော် ပြောချင်တာဘာလဲဆိုတော့ကျမတို့တွေကကျမတွေစိတ်ဆိုးဆုံးကအဲ့ပေါ့ရက်သုံးချောင်းထောင်ဆယ်လေးတွေပေါ့နော်အဟုတ်ကြီးလို့ခါရဲတော့လေထဲကနေပြီးတော့ပဲပျော့ပျော့နေရလေတော်ထဲကနေပြီးတော့လုံခြုံတဲ့တနေရာနေပြီးတော့သူတို့တွေတခါရဲတော်လန်ရိတ်လုံနေကြတာတကယ်တမ်းကြတော့သူတို့တွေကိုကောက်ွယ်ပေးမဲ့သူပါရှိတယ်သူတို့ဟာဆယ်လီဆိုတဲ့ဝိတ်နဲ့သူတို့ဘာပျော့ပျော့သူတို့ယုံကြည်တဲ့သူတွေရှိတယ်သူတို့ကောက်ွယ်ပေးတဲ့သူရှိတယ် နော်တချို့ဆိုလို့နိုင်ငံခြားထွက်သွားလဲယနေ့ထိသူတို့ဘက်မှာအချက်ပြက်ဘူး။အော်သွားမှာပေါ့တမီးလေးတွေရှေ့ရိတ်အတွက်ဆိုပြီးတော့နားလည်းပေးနိုင်ကြတယ်။ဒါပေမဲ့တကယ်တော့ထဲမှာအသက်ပေးသွားတဲ့ကလေးတွေကိုလက်အင်ကချွင်းသားလူတွေကြတော့အာနင်တို့မင်းတို့တိုက်ရပါပဲ။မင်းတို့လိုချင်တဲ့ဒီမိုကရေစီလေးဒါမင်းတို့ blame လုပ်ကြတယ်။ ဲ့ဒါဘာလဲဆိုတော့ကျမတို့နိုင်ငံမှာရှိတဲ့လူတွေရဲ့ဒီစိတ်တက်ပေါ့နော်ဆယ်လီဆိုလို့ရှိရင်အရင် crazy ဖြစ်ပြီးတော့ဆယ်လီပြောသမျှအကုန်ယုံတဲ့သူတွေရဲ့ဒီပေါ့ mindset တွေပေါ့ယနေ့ဒီဆယ်လီကျမလည်းခါကျလဲနားမလဲကျမတို့လည်းဒီဥပမာလို့ဟိုသူများတကာကို blame နေရအောင်တစ်ချိန်လုံးဟိုနောက်ထောင်လေးကြည့်ရတာအမှန်နေလားဒါမှားနေလားဒါတကယ်ဟုတ်ရဲ့လားလူဆိုတာဖုန်းကလုံးရှိတယ်ဆိုတော့အဲ့ဖုန်းနဲ့ဟိုအသိပညာရအောင်ကိုကလေ့လာရတယ်ဒါက तू ကသက်သက်ကို ကြောက်တွန်းနေရလားတတ်တက်ကိုပဲတိတ်ခါကြောင်လုံနေရလားတကယ်တော့အမှန်ကန်လားဆိုတော့ကျွန်တော်ကကြည့်ရတယ်ပုတ်ကိုဆွဲင်းနဲ့ငါဒီဆယ်လီကတော့အရန်ငါတို့ချစ်တာပဲဆိုပြီးတော့ချစ်တဲ့စိတ်ကြီးနဲ့သူဘာပြောပြောသူဘာလုံးလုံးသူပေါက်သူပေါက်ကြရတယ်ပြောလဲအဲ့ဆယ်လီဘက်ကယက်တီပေးတဲ့သူတွေကဒီမှာပြောပြမသိလားရှင်တို့ထမင်းစားနေတာပဲနော်ရှင်တို့ထမင်းစားနေကြတာပဲစဉ်းစားပေါ့နော်သူ तू ကဟို အခုဆိုတော့ရှင် line ပေါ်မှာဆိုရင်တကယ်ပါအရင်မဲ့တရက်တရက်မမြင်ကျင်တော့တည်င်းများတက်တက်လာတယ်နော်လူတမှုတရင်တက်လာတယ်အဲပြီးလို့ရှင်ဟိုဗာလဲဟို line ပေါ်မှာအချင်းချင်းရန်ဖြစ်ပြီးတော့မှာအဖမ်းခံတာကြီးလည်းရှိတယ်အဲပြီးလို့ရှင်ဗာတွေလည်းဟိုမှာဟိုနားမှာလည်းအဲတချို့တွေကလည်းအနေထိုက်တယ်ပေါ့ဟိုနားမှာတိမ့်လိုက်ပြန်ပြီးဒီနားမှာဘလို့တိမ့်နေ အမျိုးမျိုးသူတွေလို့ပြောနေကြတာပဲရှိတာဒီဘက်ကအစိမ့်ဘက်ကကြာလို့ရှိရင်လည်းအနီးကအနီးကလော်ပေးတယ်အနီးတရားဝမ်းသာကြတယ်အနီးဘက်ကကြာသွားလို့ရှိရင်လည်းအစိမ့်ဘက်ကလော်ပေးဂျားထဲမှာဟိုဂျားထဲမှာတချို့တွေကညီလဲမနေစိမ့်လဲမစိမ့်တဲ့ဟာတွေကကလုတ်ကလန်နဲ့ဘယ်သွားလို့သွားမှလဲမသိနော်ဘယ်ဘာလို့ထမင်းစားစားတာငါတို့ကိုကိုဝမ်းစားဖို့ပဲရှာစားနေရတယ်ဆိုပြီးတော့တချို့ကြလည်းဘယ်သွားလို့ဘယ်နာသွားလို့သွားမှမပုံကြီးရှိတယ်ပြောချင်တာဘာလဲဆိုတော့လေဒီဟန်းကတော့လေ တကယ်ပါကျမဆိုလို့ရှိခုဆိုလို့ရှိနောက်ပိုင်းလေအရင်တချို့ရပြကျမလည်းတောင်ဝေးကရနောင်တရမ်းရတယ်ကျမရတဲ့နောင်တတောင်ဝေးကကျမပဲသိတယ်တချို့ရတဲ့အတွက်ကျမနောင်တအရင်ရမယ့်အခါကြလေပြုပြင်လို့လည်းမရတော့ဘူးနော်ပြုပြင်ပြလို့လည်းမရအောင်တိတ်ဆိတ်ဆိတ်ကလေးနဲ့ပဲလေဝမ်းနဲ့ချိန်ပြရတယ်ရှိတယ်အမေ ကျွန်မထွက်ပေါက်ကတော့ကျွန်မပါတော့ဖះရမများဖះကိုရှိခိုးတာပေါ့နော်ကိုကျွန်မဖះရှုတောင်းနေကျွန်မဖះရရှိခိုးတယ်ကျွန်မဖះပြပြကျွန်မတချို့တွေကကြာမှမိသားစုကကြာမှပြောဘာကြောင့်လဲမိသားစုပြောလဲကိုယ့်ရဲ့အပူတွေတော့ပြောလဲသူတို့ဘာဖြစ်မှန်းသူမမလည်းလုံးတက်ဘူးလीနော်တချို့ရရကွာကိုပဲ နဲ့တိတ်ပလိုက်တယ်ကိုကကိုပဲဟိုပေါ့နော်ဒီဖျားဖျားတရားမများလောက်တယ်ဆယ်ပြင်းများစိတ်တယ်အဲ့လိုမျိုးပေါ့နော်သူများကိုလည်းတိတ်မပြောတချို့ရတယ်ပြောလို့မကောင်းဘူးလေနော်တချို့ရတယ်ပြောလို့မကောင်းဘူးဆိုတော့မပြောဘူးပေါ့နော်ပါးစပ်လေးပိတ်နေမှာကောင်းတယ်တချို့ကြလည်းကိုနောက်ကျုံမှာကိုကပြောပြီးတော့ကိုနောက်ကျုံမှာကိုပြန်ပြီးတော့အတင်းသဘောတွေဖြစ်တယ်လည်းဖြစ်မှာဆိုတော့ဒီမှာနိုင်အောင်မှာကျမဘဝမှာနောင်တရစီရဆိုလို့ရှိလားဆိုရှိရတယ်ဒီတစ်ခေါက်ပေါ့နော်ကိုကြည့်ကြတဲ့တစ်ခေါက်ကဒီနှစ်ပဲ ဒီနေ့မှာကျွန်မနောင်တော့အများကြီးရှိခဲ့တယ်။အဲ့တော့ကိုကျွန်မကစိတ်ဆင်းရဲနေလို့ဘာဖြစ်လာမှာမလို့လဲ။နော်။နောင်တော့တရားရရွာပြီးတန်ဖိုးခိုင်းရတယ်။မထက်လို့ဖို့မစင်စားတော့ဘူး။ဒါပေမဲ့ခါကြလူသားဆိုတော့လေခါကြလို့ရှင်တင်မလား။အာနာရရှိတယ်။ဟိုတချို့ခါလေကြောက်လို့ရှင်မပြောချင်တာတွေရှိတယ်။ဒါပေမဲ့ကျွန်မကခါကြလို့ရှင်လူသားချင်းပြောကြအောင်စာနာနဲ့စိတ်ရှိတယ်ဆိုပေမဲ့ကိုကိုဘွားတခုလို့အခုလို့ပေါ့နော်။စီရင်ဆရာမတွေ နော်စီရံဝင်တဲ့လူတွေဘွားတစ်ဘွားတစ်ခုလုံးပေးဆက်လိုက်ကြတာအများကြီးပဲသူတို့လည်းဟိုဒီပေါ်တော့အန်ယူဂျီစီရံဟိုပေါ့နုပညာရှင်တွေယုံတာဟောဟာယုံထက်ကြယုံထက်ကြလုံးမလုံးကြနဲ့အခုတစ်ခါဘွားစကော့တေပါတယ်ပြောသူတို့တွေကယုံကြည်တာလည်းပါတယ်ပြီးတော့အာနာရှင်တော်လန်ကျင်တော့သူတို့လုပ်ရတာဖြစ်လိမ့်မယ်တချို့တွေလည်းတောင်မကရမှာပဲ။အော်ငါလုခဲ့ရတဲ့။ငါသားသမီးတွေတော့ငါမပြင်ဆင်လည်းမရှိတော့ဘူး။နော်။ဘာလို့ ကျွန်မတို့ကစဉ်းစားရမယ်လေအာနာရှင်တော်လန်လဲဆိုတော့ဒီအာနာရှင်ကအမြင့်ကဆွဲနေပြီလေဟုတ်တယ်ဟုတ်အမြင့်ဆွဲနေတဲ့အာနာရှင်တော်လန်မဟုတ်ဆိုတော့ကိစ္စလည်းမဟုတ်အမြင့်ကြီးတစ်ခုလုံးချွတ်ဖို့တက်ကအုံလိုက်ကြီးကဒီအမြင့်ကြီးကိုဝိုင်းဆွဲမှရမှာလေအခုကတချို့ကကနတာလေးပဲနော်ရေပေါ်စီလူကနတာလေးပဲပါလာကြတယ်အခုကြည့်နော်လက်သုံးချောင်းထောင်ဆယ်လေးတွေဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပေါ်တည်နေမယ်အမှုပြင်ရှင်လုပ်နေကြတာလေအများကြီးပဲ ရုပ်ရှင်တွေရိုက်တယ်လို့ဘသူဘာပြောလဲဘာမပြောချစ်တဲ့စိတ်နဲ့ဘာမပြောကြာသူတို့လောက်မှာပေါ့သူတို့လည်းဘိုက်ရှိရသူတို့လည်းစားမှာပဲတကယ်တမ်းရိုးရိုးတာမန်လူတွေကြတော့မင်းတို့တွေခံပေါ့မင်းတို့တွေအဲ့လိုမျိုး blame ကြတယ်ဒါကြောင့်မလို့ဘယ်အရာမဆိုကျွန်တော်တို့ကလုတ်တစ်ခုလုတ်သွားလို့မမတစ်ခုဖြစ်သွားပြီဆိုရင်တော့အဲ့တံဝေကရတယ်အဲ့ရလက်ကအဆိုးပဲဖြစ်မှာပဲလူတိုင်းမှာကိုလုတ်ချင်တဲ့အရာတွေ မလုံရှင်တဲ့အရာတွေဖြစ်မယ်ကိုဆုံးဖြတ်ချက်တစ်ခုမှားသွားလို့ဆုံးဖြတ်ချက်တစ်ခုမှားသွားလို့ရရှိတဲ့ရလက်ကကောင်းကျင်လည်းကောင်းမယ်ဆိုးကျင်လည်းဆိုးမယ်ကောင်းတာဘာမှဖြစ်ပင်နဲ့ဆိုးလို့ရှင်ရခံရတယ်အဲကြောင့်လို့ကျွန်မအကြံပေးချင်ပါတယ်ဘယ်သူမှဆိုးပေါ့နော်နောက်ပိုင်းကိုဘာပဲလုပ်လို့စဉ်းစားပါစဉ်းစားပါကိုဘဝကြီးတစ်ခုလုံးကိုရင်းပြီးတော့ ခုမှမလုပ်လိုက်ပါနဲ့လို့နော်ကိုဘွားရဲ့တစ်ခုလုံးပျက်စီးအောင်ဘာမှမလုပ်ကြပါနဲ့ကိုဖြစ်ကိုပဲခံရတာဘသူမှလာမခံဘူးကိုအတွက်โอเคကိုဖြစ်ရင်ကိုပဲခံရတာဘသူမှနှုတ်တနာလာပြီးမခံဘူးအကြမ်းလို့ပြောချင်ပါတယ်ကိုမမတစ်ခုလှုပ်လိုက်လို့ရရှိလိုက်တဲ့ရလက်ကတော့ဒါတောင်ဝေကတော့ကဲပါ အားလုံးအမှားလို့ပြီးသွားပြီအဲ့အမှားရဲ့နောက်ကွယ်မှာပြန်ပြုတ်ပြင်းလို့မရတဲ့အရာများကြီးပဲပြန်ပြုတ်ပြင်းလို့မရတော့ဟုတ်တယ်ဟုတ်ကိုကိုရဲ့ကိုလုတ်ခဲ့တဲ့အရာတွေဘယ်သူမှအစားထိုးပြီးတော့လာပြီးတော့ဟာနင်မင်းလုတ်ခဲ့တဲ့ဒီအမှားအတွက်ငါတို့ဝိုင်းပြီးတော့ကိုချင်းစနာတန်းနဲ့ခံစားပေးမဲ့လို့မရှိဘူးကိုဖြစ်ကိုခံမယ်ဒါကြောင့်မလို့အရာရာပြောချင်ပါတယ်ဘယ်ရာဆုံးလို့မဆိုရင်စဉ်းစားပါသူများအတွက်ကိုလုတ်ပေးရင်ကိုပါကြောက်တယ် ကြသွားမှာဖြစ်တယ်မလုတ်ပါနဲ့ကိုရှင်းစာတရားလူတိုင်းမှာရှိတယ်ဒါပေမဲ့ကိုကတော့သူပြုတ်ကြလို့ကိုကသူဆဲရင်းနဲ့ကိုကပြုတ်ကြသွားတယ်ဆိုရင်အဲ့ဒါကျွန်မတို့တွေရလက်တဲ့တန်ဝေကရလက်ကဘာကြောင့်ငါလုံးလိုက်ရပါလဲလူလူချင်းကိုချင်းဆန္ဒပေးတယ်ဒါပေမဲ့တချို့ရကြကိုလည်းမကင်နိုင်မလားမလုံးနဲ့လူတိုင်းကိုအဲ့ဒါပြောချင်တာကိုမလုံးနိုင်လို့ရှင်မလုံးနဲ့ဘာကြောင့်လဲဆိုတော့အခုခစ်ကြီးကတော်တော်လေးပေါ့နော်ခက်ခဲတာပေါ့နော်ကျွန်တော်တို့တွေ အလားကြောင့်မလို့ကျမတို့အလုံးပြောချင်ပါတယ်။ဘောနောက်ကောင်းဆုံးလေးချမ်းပြရပါဘောနော်။နောင်ဒဆိုတာနောင်မှရတယ်ဒါမဲ့အဲ့နောင်ဒမရခင်မှာအမားကိုမလုပ်ဖို့အတွက်ရယ်စဉ်းစားပါ။သူများကိုကူညီမယ်ဆိုလို့ရှိရင်ငါအတွက်ဖြစ်နိုင်ရဲ့လား။ငါငါအတွက်ငါအတွက်အကောင်းဆုံးဖြစ်နိုင်ပါမလားဆိုပြီးအတွေ့လေးကိုတွေးပြီးတော့စဉ်းစားပါလို့နောင်ဒဆိုတာနောင်မှမရကြပါနဲ့လို့ပြောရင်းနဲ့ နေ့တိုင်းခွေးကိုအဆုံးသတ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်